်မင်္ဂလာတရားအနေနဲ့ဘုံဘုံတို့ဘုံဘုံစဉ်းစားထားတာကဘုံဘုံမြတ်စွာဘုရားသခင်ရဲ့စီရီတော်၅မျိုးမြတ်စွာဘုရားသခင်ရဲ့စီရီတော်၅မျိုးဆိုတော့တိဏ္ဏမဓာတုစီရီတဲ့တိဏ္ဏမပါတယ်တော့ ဓာတုစီရိနိနာမဥဒိတကစီရိနိနာမပါလေဥဒိတကစီရိသုံးနာမပရိဘောကစီရိသုံးနာမပါလေတော့ဟဲ့ပရိဘောကစီရိလေးနာမဓမ္မစီရိပါလေတော့လေးနာမဓမ္မစီရိငါးနာမပါဒစီရိတဲ့ ဘာနာမှာပါတယ်ဒီစီရီတော်ဘယ်နှမျိုးတော့၅မျိုးဓာတုစီရီဥဒိဋ္ဌကစီရီပရိဘောဂစီရီဓမ္မစီရီပါရစီရီဓာတုစီရီဆိုတာဓာတ်တော်တွေပေါ့ဖရာသခင်ရဲ့ဓာတ်တော်တွေဖူးဖူးရလားဟေးမဖူးဖူးလားအေးဘာဖူးဖူး းခြင်းလည်းဘုံဘုံဟောဒီပဲပဲဝိဇာသရဏတမ္ပနာကြောင်းဆိုတော့ဝိဇာသရဏကြောင်းဆိုတော့ခုပဲနာကြောင်းတဲ့အဲ့ဒီမဲ့ဓာတ်တော်ကြီးရှိတယ်နော်ဓာတ်တော်ကြီးဖူးကြဓာတုစီရိဥဒိတကစီရိဆိုတာဒီချင်းမဲ့မလားရှင်သူတော်ကြီးပေါ့ဖရာရှင်သူတော်ကြီးအဲ့ဒါဥဒိတကစီရိပရိဘောဂစီရိဆိုတာကတော့အသုံးဆောင်ဖရာတခင်သုံးဆောင်သွားတဲ့ သင်္ကန်းတပိတ်ပြိဋ္ဌိယာကြီးအဲ့ဒါပရိဘောဂသီရိတဲ့လေးနာမဓမ္မသီရိဆိုတာဖျားဟောထားတဲ့ခုခေတ်တော့အဲသာဓသံဃာနာတင်ထားတဲ့စာအုပ်ဒီနဲ့အုပ်ကြီး40ရှိပါတယ်စာအုပ်ဒီလောက်လက်ငယ်လုံးလောက်ထူတဲ့စာအုပ်ပေါင်းအုပ်ကြီး40အဲ့ဒါဓမ္မသီရိလို့ခေါ်တယ်နော်ဓမ္မသီရိ ဓာတုဇေဒီဩဒိတကဇေဒီပရိဘောဂဇေဒီဓမ္မဇေဒီပြီးတော့ပါဒဇေဒီပါဒဆိုတာခြိဘောအပေါ့အဲခြိခြိရောရာဒီဘက်ကဒီခုဒီဘက်ကခြိရောရာကြီးခြိတယ်ညီညာရဲ့ဘုရားကြီးအေးအဲ့ဒါပါဒဇေဒီပါဒဇေဒီဒီပြင်လည်းပဲ ခြံတော်တွေရှိတဲ့ဆံတော်စီဒီလို့ပါတော့လည်းရှိတယ်ပေါ့နော်အဲဒါလို့စီဒီမျိုး၅မျိုး၆မျိုးရှိတဲ့အနေနဲ့မိမိတို့နိစ္စရာနိစ္စရာစီဒီတစ်ခုခုရှိခိုးပူဇော်ကြအဲ့ဒါကိုမြတ်စွာဘုရားကတေတံဒီနေဘူးဒေသာဘိသမေစိတ်တေတမဖလား စေတောပနေတိစေတုဟိတတ္ထကိသံတိသုဂတေဒိဋ္ဌံတိတတောထင်ရှားမြတ်စွာဘုရားသခင်ပေါ်၌တော်လကောနေဟုတေသာမိပရိနိဗ္ဗာန်ဝန်ဆောင်တော်မူသောအခါဓာတောစီရီတော်ဆင်သူရောဘောရိဖြင့်၌တော်လကောသမေစိတ်တေစိတ်ထာဒုမြာလတော်တမမလန်ဒုမြာတော်အကျိုးကိုရာ၏စေတောပနေတိဟေတု စိတ်ကိုကောင်းစွာဆောက်တည်နိုင်ဉာဏ်ဒီဟူသောအကြောင်းကြောင့်တထာတတဝတို့သည်သူကတိလူပြည်နာပြည်ရမာပြည်ဟုဆိုသောကောင်းမြတ်သောဘုံဘဝတို့ကိစ္စန်ဒီလာကြရောက်ကြရကုန်၏ဘုံဘုံတို့ဝိမာနဝိထုပါဠိတော်မြတ်စွာဘုရားဟောတတ်တော်ထင်ရှားမြတ်စွာဘုရားသခင်အပေါ်၌ရှိခိုးပူဇော် အဲလှူဒါန်းတယ်သက်တော်တင်ကြမြတ်စွာဘုရားမရှိတဲ့အခါကုလူစီရီတော်ဓာတုစီရီဩရိတကစီရီပရိဘောဂစီရီဓမ္မစီရီပါရစီရီတော်တွေကိုလှူဒါန်းပူဇော်တဲ့ရှ िख ိုးတယ်တယုတိပြုအကျိုးဘယ်လိုလုပ်နေလဲဆိုရင်စိတ်ထားတူရဲ့ကုသိုလ်ရတာချင်းတူတယ်လို့ဆိုပါတယ်စိတ်ထားတူလို့ရှိရင် ကုသိုလ်ရတာချင်းတူရဲ့အတွက် ကုတုတရားနာပရိသတ်တည်းမြန်မာနိုင်ငံမှာစီရီတော်တွေပေါ်ပေါ်အများကြီးပဲနော်ရဲဒကညာဦးဒကညာဦးတို့ဆိုရင်လှေဝင်ယူတန်တညာညာဒကံဖရာပေါင်းဆိုလှေလေးဝန်လေးတန်ချောက်လှေဝင်ယူယူရလေးတန်ချောက် မှာလဲဝန်ယူ၄တောင်းနဲ့၄400 460ပြီးတော့ညာ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 ဆိုတော့ညာကဒီ၃ညာက၃၃၃စုအဲအဲ့လိုခြေရီတော်ကောဗလာညာဥရင်ကိုအများကြီးနော်ဗလာညာဥရင်ကမန္တလေးမြို့ဆိုရဲတဲ့ခြေရီတော်ကြီးအများကြီးရှိအဲခြေရီတော် ကုရှုမာနမုနိဖရာတို့ကလည်းပဲမြတ်စွာဘုရားတက်ခင်လက်ထက်နေကတွန်းလောင်းထားခဲ့တဲ့ဖရာကြီးနေနေအဲဒါလို့ကုဒီမဲ့တဟာလေဆူလာမုနိစေရီဆိုတာလည်းပဲမြတ်စွာဘုရားတက်ခင်လက်ထက်အခုဆိုနှစ်ပေါင်း2400ကျော်ပြီ2500ကျော်ပြီပေါ့အဲဒါလို့ကြားတဲ့ တရားတွေတို့ရှိခိုးရတယ်ပူဇော်ရတယ်ဆိုပြောဝန်တာကြအောင်နော်ဝန်တာကြရလားဟိအေးဝန်တာကြကဘာပေါ်မယ်ခုကြည်လိုက်တန်ကြီးပေါင်းမြောင်များစွာ190ကျော်တော့ရှိတယ်အဲ့ဒီတန်ကြီးတွေရှိတဲ့အ ਨੇ ဖေနိုင်ငံမှာမြန်မာနိုင်ငံတော့ဖရာတွေပေါ်တာမရှိဘူးတရားပေါ်တာလည်းမရှိဘူးတန်ဃာလည်းပဲ မြန်မာနိုင်ငံမှာအများဆုံးရှိတယ်နော်တို့ဒီလိုဖရာတရားတန်ခါယရနာထွန်းလာတဲ့ပေါ်များတဲ့မြန်မာနိုင်ငံကြီးမှာလူဖြစ်ရတယ်ဆိုလူတို့ကံကောင်းတယ်လို့အောင်းမိကြနော်အဲအဲရောမြတ်စွာဘုရားက တတ်တော်ထင်ရှားဖះမမိလိုက်ပြီမယ်လို့တတ်တော်ထင်ရှားဖះမရှိတဲ့နောက်ဒီလိုတတ်တော်တွေဇီလူတော်တို့ဆင်းလူတော်တွေရှ िख ုပ်ပူဇော်လှူဒါန်းရအတူတူပဲကုသရတယ်တဲ့အတူတူပဲကုသရနော်တို့ကုသိုလ်တွေအများကြီးရနိုင်တယ်အဲလိုခြေတော်ကဘုံဘုံတို့လွန်ခဲ့တဲ့ကဘာတသိန်းနောက်တော်ကအထာတ္တိဆိုတဲ့မြတ်စွာဘုရားသခင်ပွင့် တ်ထတ္တိမြတ်စွာဘုရားပွင့်တော်တခါတယောက်ကအော်ဘုရားပွင့်မြည်ဘုရားပွင့်တဲ့အခါဘုဒ္ဓဘာရဒုံတော်ကကျုံရခဲတယ်ငါသွားပြီးတော့ဘုရားဖူးမယ်ရှခိုးမယ်ပူဇော်မယ်လှူဒန်းမယ်ဆိုသွားအဲ့ဒါလိုသွားတဲ့အခါလမ်းကြတော့သူနေမကောင်းနေမကောင်းတာနဲ့ဓွာလေးတွေကဝယ်ပြီးတော့ဓမ္မယုံမော့ခဏတဲ့ အဲ့ဒီပေါ်မှာခဏဈေးကုခန်းနေဈေးကုခန်းနေမှာတလူရည်ရသာသူ့လေသူတော်ကောင်းကြီးပဲဆိုပြီးတော့ကြီးညိုကြလို့ပန်းမွန်နေလာလူတယ်အဲ့ဒီပန်းမွန်နေကိုသူကဒီလူလေးဈေးရီပုံလေးလောက်တပေါ့အဲ့ဒီဈေးရဆဲမှာဈေးရီပုံလေးခန်းငင်ငယ်လေးပေါ့ပန်းမွန်နေရှိရဈေးရီလေးလောက်လို့ဒါဖေဟာဘယ်ဥဒိတကဈေးရီဓာတ်ဓာတုဇေဒီဥဒိတကဇေဒီပရိဘောဂဇေဒီအဲ ပရိဘောကစေရီတဘောမျိုးဒီစေရီတော်ကငါချစ်ခိုးမယ်ဆိုသူ့ဟာသူလှုပ်ထားတဲ့ဒီပန်းမွန်စေရီပန်းပုံစေရီလေးကိုချစ်ခိုးချစ်ခိုးပြီးတော့အဲ့ဒီပဲဒီမကောင်းတာဆေးကူရင်မှတာပဲသေးသွားတယ်သေးသွားတော့သူနတ်ပြည်ရောက်အဲနတ်ပြည်ကနေပြီးတော့အခုဒီကဘာအထိလူဖြစ်လိုက်နတ်ဖြစ်လိုက်ပြမဖြစ်လိုက်လူဖြစ်လိုက်နတ်ဖြစ်လိုက်ပြမဖြစ်လိုက်နဲ့ တရားမြန်လာဖြစ်လာတာကဘာတသိအပေမလာဘူးတဲ့ကဘာတသိအပေမလာဘဲနဲ့လူုံနဲ့နတ်ဘုံမြမပြုံမြမဘုံကောင်းရတဲ့ဘုံဘဝတွေပဲဖြစ်ပြီးတော့ကုဒီဘုံဘုံတို့ခရလက်ထက်ရတော့ဟုတ်အဲသူယန္နာဖြစ်သွားတယ်တရားနာပြီးတော့ယန္နာဖြစ်တရားဘုကုလို့ဘုံဘုံကြီးတို့လို့အဲသင်္ကန်းဝေးပြီးတော့ယန္နာဖြစ်သွားတာယန္နာဖြစ်တယ် ဒီအနာစီတဲ့အခါကျတော့သူကရှိရှိရှိဘဝတုန်းကပန်းပုံစီစီလေးပူဇော်ပြီးတော့အဲဒီကုသိုလ်ကံကြောင့်ယဟနာဖြစ်လို့မလို့သူ့ကိုပုပ္ပထူပိယကုရောလို့နာမည်မှဲ့တယ်ပုပ္ပဆိုတာပန်းပေါ့ထူပိယဆိုတာစီရီပန်းစီရီလေးကိုကိုယ့်အကူပူဇော်ပြီးတော့အဲရှေကိုပူဇော်ဆူရန်တဲ့အတွက် အဲ့ဒီကုသိုလ်ကံကအကျိုးပေးလိုက်တာအဲလက်တော်ထင်ရှားဖရာလှူဒါန်းတယ်လို့ပဲသူကကုသိုလ်တွေအများကြီးရသွားတယ်အဲ့ဒီလိုကုသိုလ်တွေအများကြီးရသွားလို့မို့လို့ကဘာတသိအပေမလာဘူးတဲ့ကဲအဲ့တော့ကဘာတသိအပေမလာတဲ့ဏီလေးရပြီမို့လားဟေးပြောကြပါဦးကကဘာတသိအပေမလာတဲ့ဏီလေးရပလားဘာလို့ရမှာတော့ ခြေဒီ၅မျိုးကို ပူဇော်ရမှာဘာလို့အောင်လဲဟိအေးဓာတုခြေဒီဓာတ်တော်ကြီးရှိရင်လည်းပူဇော်ဥဒိသကခြေဒီဓာတ်တော်ကြီးရှိနေလို့ဆင်းလူတော်ကြီးမဟာမြတ်မုန်ကြီးဖျားလို့ဟာပရိဘောကဥဒိသကခြေဒီခေါ်တယ်ပရိဘောကခြေဒီဆိုတာမြတ်စွာဘုရားတခင်ရဲ့အတုံးဆောင်နေအဲ့ဒါတော့မရှိဘူးထားပါတော့ပရိဘော ဒါဓမ္မသီရိဓမ္မသီရိရတော့ပေါ်တယ်ဗျာဒီသင်္စမတန်ခါနာတည်းမင်းတို့မင်းကြီးတို့လက်ထက်မန္တလေးတောင်ကြီးရင်ကမြလားကြောက်ကြောက်တော့သရှင်ကြောက်ပြားကြီးကြောက်ပြားကြီးတွေထူပြီးတော့ပိဋကသုံးပုံကိုရေပူဇော်ထားတာဒါဓမ္မသီရိတယ်ပြီးတော့ဘုံဘုံတို့ကြောင်းလည်းရှိတဲ့စာအုပ်တွေပါဠိတော်ဆိုအုပ်ကြီး40ပထဝီဓာတ်ဆို50တဟုတ်အဲ့ဒါတွေကဖရာတရားတွေ ဘုရားဟောတဲ့အတိုင်းကြီးမှတ်ထားတဲ့တရားတွေမူလို့ဓမ္မစီရီလို့ခေါ်တယ်အဲဓမ္မစီရီအဲ့ဒါတွေရှ िख ိုးလည်းပဲကဘာတသိအပေမလာဘူးတဲ့သောမောလာကြီးအတန်လေးတိုးတယ်သောမောလာဟိလို့အဲ့လိုလေးမှာဘုံဘုံတရားဟောရကြိုးလေးနတ်ပဲနော်အေးတန်စွာဘုရားတဲ့ခင် မြတ်စွာဘုရားတဲ့ခင်လက်ထက်အဲ့ဒီလိုဘုံဘုံတို့ဖြစ်မြန်မာနိုင်ငံကအိန္ဒိယရဲ့အရှိပဲဆရာပွင့်တဲ့နေရာရဲ့အရှိပဲကြာတာပေါ့အရှိပဲကြာတော့ရန်ကုန်နာလေးတဝက်ကအဲဒီကဥက္ကလတိုင်းလို့ခေါ်တယ်ဥက္ကလတိုင်းဥက္ကလဆန်ဘုံအဲဒီဥက္ကလဆန်ဘုံနေတယ်ဘုံဘုံတို့တဗုဒ္ဓဗန္လိကညီကို၂ယောက် ကုန်နေတွေပေါ့သူတို့မြန်မာနိုင်ငံကပစ္စည်းတွေဝယ်သွားလေနဲ့တင်းသွားပေါ့တင်းမော်နဲ့တင်းသွားဟိုကြတော့ကလကတန်းနားလို့ရောက်တဲ့အခါကုန်မော်တင်းလဲတွေနဲ့ရောက်တာလဲတွေနဲ့ရောက်တဲ့မြတ်စွာဘုရားတက္ကင်အဲ့ဒီအချိန်မှာဘုရားပြစ်လို့48ရဲ့မြောက်ပြောင်းနေတယ်အဲ့48ရဲ့မြောက်အနတတတတဟာဘုရားတက္ကင်တရားမဟောဘူး၄၈ရဲ့မြောက်ဖလားသမဘာ ခြံဝင်စားဖူဝင်စားနေတာကိုဝင်စားနေတဲ့နေနာအဲ့နာရောက်တော့သူတို့ကလည်းလဲရင်းနဲ့အဲကုံရောင်းကုံဝဲသွားကုံရောင်းကုံဝဲသွားတော့အဲ့နာရောက်တော့ဆဲရီကမောင်းမရဘူးပြငွားရီမောင်းလိုက်နောက်ခြေအောင်နဲ့ပိတ်ကားတဘိုးရီဘေးဘေးရုံတော့ကျုပ်ကုန်အဲ့လိုနဲ့လဲရီမောင်းမရသဖြင့်တော့ဟာတကူဖြစ်ပြီးနတ်တီစိတ်ဆိုးလို့ နိုင်ဒီပြုအလို့စာဖားတော့နတ်ကင်ထားတာပဲဘယ်နဲ့လုံးလုံးဆိုတော့အုံဝဲငပြောဝဲရင်းထိုးနတ်ဒီပူဇော်အတင်နတ်တို့တို့တို့ပြင်းများပြင်းမမိတာမတော်တတခြားလုံးမိတာများရှိရင်သီးခံပါတို့တို့ခင်ဗျားတို့ဘောဟိုပြင်းမာတာမရှိပါဘူးအဲ့ဒါဒီကညာပါဗျာတို့တို့လဲရီမောင်းမရဘူးလို့အဲ့လိုပြောတော့အဲ့ဒီ ်နေသားတယောက်ကကိုရင်ပြပြီးတော့ကျွန်တော်ဟာနတ်သားပါသင်တို့နဲ့အရင်မောင်ကတော့မိတ်ဆွေတငယ်ချင်းဆွေမျိုးတော်တဲ့အဲ့ဒီမိတ်ဆွေတငယ်ချင်းတငယ်ချင်းအခုဟောရီနာရီနဲ့လင်းလုံးမြင်ရှိတယ်လင်းလုံးမြင်အောင်မြတ်စွာဘုရားတဲ့ခင်ရှိတယ်ဖခင်နဲ့တွေ့ဖို့ ဆိုတော့ခင်းရင်လည်းမင်းတို့မြတ်စွာဘုရားတခင်စီသွားပြီးတော့ဖူးကြပါလာတဲ့မုံလေးတွေပစ္စည်းလေးတွေလှူရတန်းညာမင်းတို့ဒါမှဘဝတန်ရာအကျိုးပေးမယ်လို့ပြောတော့သူတို့ကကောင်းပါပြီခင်ဗျာကျွန်တော်တို့မသိလို့ပါဆိုရပြီးတော့မြတ်စွာဘုရားတခင်စီသွားသွားပြီးတော့သူတို့ပါလာတဲ့မုံတွေလှူတယ်လှူတဲ့မြတ်စွာဘုရားတခင်လည်း40နဲ့9ရဲ့ စွမ်းစားပဲနေတာအဲ့ဒါဘုရမုံနေလူတော်မုံနေစားစားပြီးတော့ကဲကဲကဲမင်းတို့အဲဘုဒ္ဓန္တရဏံကိစ္ဆာမိဓမ္မန္တရဏံကိစ္ဆာမိနှစ်ခုဆိုကြဆိုဆိုကြတယ်ဘုဒ္ဓန္တရဏံကိစ္ဆာမိဖေယကူကိုယ်ပါဤဓမ္မန္တရဏံကိစ္ဆာမိတရားကူကိုယ်ပါဤသံဃန္တရဏံကိစ္ဆာမိဆိုမဆိုဘူးအဲ့ဒါကျွေးဝါစီကတရဏဂုံလို့ခေါ်တယ် တရဏကုနှစ်ပါးကိုအဲဒီတော့တန်ဃာတော်ဘုန်းကြီးတပါးမှမရှိသေးဘူးတပါးမှမရှိသေးတဲ့အတွက်တန်ဃာတရဏကိစ္စမီဆူလို့မရဘူးမရတော့သူကနှစ်ကြိမ်ပဲဘုရားတရဏကိစ္စမီဓမ္မတရဏကိစ္စမီနှစ်ကြိမ်ဆိုပြီးတော့သူကဲမင်းတို့ပြန်ရတော့ဘောဆိုတော့တပည့်တော်တို့တစ်သက်လုံးကူးကွယ်ဖို့ရလေတခုခုမေးပါအောင်ဖျားလို့အဲ့ဒီညီကိုနှစ်ယောက်ကရှောက်တယ်ဒါနဲ့ညီကိုနှစ်ယောက်က မင်းတို့တသက်လုံးကိုယ်ွယ်ဖို့ဆိုရင်တော့ကွာဆိုတော့ဒီလိုကောင်းပွက်တယ်မြတ်စွာဘုရားဒီလိုလေးကောင်းပွက်တော့ဒီလေးဒီအကသဘင်လေးတွေပါလာရောဟောဒီသဘင်လေးတွေဆန့်တော်ဖို့ကွာမင်းတို့ကိုယ်ွယ်ကြဆိုတော့သူတို့လည်းဝန်သားအာရနဲ့ယူလာကြအဲအဲ့လိုအိန္ဒိယကလကတနာအဲ့နော်ဘင်္ဂလားဒေ့ရှ်ပေါ်ကုခေဆိုရင်တော့ အဲ့နာဒီနဲ့ကုမ္ပဏီရောင်းဝယ်ပြီးတော့အိန္ဒိယကကုမ္ပဏီဝယ်လာခဲ့သူတို့သင်္ဘောတွေနဲ့ပြန်လာဒီဩက္ကလကြတဲ့အခါကျတော့ဩက္ကလဘယ်ဖီရင်ကြီးကတဘုဒ္ဓနဲ့ဗာလိကညီကိုနှစ်ယောက်ဖျားဆန်တော်ရီရလာတဲ့ဒါရဲစီရီပေါ်ဆန်တော်စီရီနော်ဆန်ဖျားဆန်တော်ရီရလာတဲ့ဟေးစီကျူမဲဆိုပြီးတော့အဲစစ်သားတစ်ထောင်နဲ့စီပြီးတော့ကျူတယ် စေတန်တထောင်နဲ့ဆီကျူပြီးတော့အဲဒီဓာတ်တော်ကြီးဈေးလူတော်ကြီးကိုသူတို့ကပြင်တယ်စေတန်တထောင်နဲ့ဆီကျူတဲ့နေရာကိုဖရာတည်တော့ဘုဒ္ဓထောင်ဖရာလို့ရောက်ဘူးကြလားဟေးအေးအဲ့ရဘုဒ္ဓထောင်ဖရာဆိုတာအိန္ဒိယကသူဗုဒ္ဓဘုဒ္ဓနဲ့ပါဠိကတို့အဲ40ဖရာဖြစ်လို့49ရဲ့မြောက်ရသော်ဗျာတိခေနကဆံတော်ကြီးရလာအဲ့ဒီဆံတော်ကြီး ယူလာတဲ့နေရာအဲဩဂလာကြတိုင်းနဲ့ဆင်းတဲ့နေရာစိတ်သားနဲ့ထောင်နဲ့ကျူတဲ့နေရာပြီးတော့မှအဲမေးနတ်ဒီဩဘဝငပြောပရိတင်းနတ်ဒီမေးပြောင်းအရှင်နတ်တူပြမာတို့ဒီလိုမြတ်စွာဘုရားတခင်ရဲ့ဆန္ဒရီရလာတယ်အဲ့ဒီဆန္ဒရီဘယ်နေရာမလဲစီရီတရားမလဲလို့မေးတာ အဲနတ်တိဇေမာရီကိုမေးတဲ့နေရာနတ်တိဒီနေရာသူ့ကြပါအောင်လာကြပါအောင်လို့ပြောတဲ့နေရာကိုသူ့လီဖရာလို့ကြောက်ဘူးကြလားဟေးအဲဇေံကုန်မဲ့သူ့လီဆိုတာနတ်တိဇေမာရီကိုသူ့ခိုင်းတာသူ့ပြီးတော့မေးတာကျတို့ဒီဆန်တော်တွေရလာတယ်အဲ့ဒီဆန်တော်တွေဘယ်နေရာဖရာတည်ရမလဲဆိုတော့ အဲ့ဒီဗျာတရားပဲနေရဘူးနတ်ဒီသမားတွေကဟောဒီနေရတယ်လို့ချူတကုံဖျားတယ်တဲ့တောင်ထိပ်လေးပေါ်ပြအဲ့ဒီတောင်ထိပ်လေးပေါ်မှာခြုံမုတ်လေးသုံးခုရှိတယ်ဘာသုံးခုရှိတော့ဟေးခြုံမုတ်သုံးခုခြုံမုတ်သုံးခုကိုပါဠိလိုတိကုံမာလို့ခေါ်တယ်တိဆိုတာသုံးတိဆိုတတ္တရာလို့ပရိလို့အဲ့ဒါတိတာသုံးခုံမာခြုံမုတ် ဒီကုံမှာခြုံပေါင်းသုံးခုခြုံပေါင်းသုံးခုဆိုတာရှင်ဒီကဘာမဲ့ပွင့်နေတာကကုတံဖရာခေါနာကုဖရာကတ္တဗဖရာသုံးစုပွင့်ပြီဒီကဘာမဲ့ဖုံမုံတို့ဖရာဆိုရင်တော့၄စုတော့အဲသုံးစုပွင့်တော်မူလို့အဲ့ဒီသုံးစုရဲ့ဖရာပရိနိဗ္ဗာန်ဆံသွားတော့သူတို့ရဲ့ဓာတ်တော်တွေအယူတော်တွေကိုဒီရင်ရမယ် ကကူတံဖရာချုံမုတ်တခုချင်းညကောနာကုံဖရာကတဝဖရာအစတော်ကတော့ဇီရီသုံးခုကိုနောက်ကြတော့ကြာတော့ဒီပြက်ပြီးတော့ဂုံသစ်ပင်ချုံငယ်ရေပေါ့ပြီးတော့ချုံမုတ်သုံးခုဖြစ်နေတိကုံမှာချုံမုတ်သုံးခုအဲချုံမုတ်သုံးခုနေရမယ်အဲ့ဒီနာလီမင်းတို့တဲကြလို့နတ်တိဇမရီကပြောတယ်ပြောလို့မို့လို့အဲ့ဒီနေရာဖရာတဲတော့တိကုံပါဖရာ တိကုံဖရာတိကုံကိုရွှေလေးချက်ပြီးတော့ရွှေတိကုံလို့ခေါ်ကြ။ရွှေတိကုံဆိုတာချုံမုတ်သုံးခုဖရာသိလားဟေး။ဘုဒ္ဓတောင်ဖရာဆိုတာဘာလို့လို့စေတားတထောင်နဲ့စီးကျူလို့အဲ့ဒီနေရာကိုဘုဒ္ဓတောင်ဖရာသုလိဖရာကပါတယ်တော့။သုလိဖရာကနတ်တိပင်မာတွေကို ်အဲဘယ်ဘယ်နေရာမယ်ဆရာတရားမလဲဆံတော်ကြီးဌာပနာဆရာတရားမလဲလို့စူကြပါလေလို့ပြောတဲ့နေရာမလို့အဲ့ဒါကိုဗာဖရားတယ်လို့စူလီဖရားချွေတကုံဖရားဆိုတာကတော့ဗာတယ်တော့နတ်တိသမားကြီးကခြုံမုတ်သုံးခုနေရာလေးခြုံမုတ်သုံးခုဆိုရင်မှကောက်ကုတ္တံကောနာဘုံကတ္တပအဲ့ဒီဖရားသုံးခုရဲ့ဓာတ်တော်တွေကိုဌာပနာပြီးတော့ထားတဲ့ ရသုံးစုနေရကြာလို့မလို့နှစ်ပေါင်းကြာလို့အဲ့ဒါခြုံွယ်တွေဖြစ်ခြုံမုတ်ကလေးသုံးခုဖြစ်အဲ့ဒီတော့ကဘာပေါင်းတသိန်းအပေမလာတဲ့နေကြီးဘာလဲတော့ဖီရီတော်ဖီရီတော်ငါးခုဟိုတစ်ခုလှူတန်းရင်ကဘာပေါင်းတသိန်းအထိအပေမလာတဲ့နေရတယ်ဟုတ်ကလားခင် ပြီးတော့ချွေတကုံတို့စူးလီတို့ဘုဒ္ဓထောင်တို့အကြောင်းလည်းပါပြီနော်အဲအဲ့ဒါလိုရှင်းရှင်းသောပုဂ္ဂိုလ်တွေမြန်မာနိုင်ငံမှာရောက်လာဒါဘုံမုံတို့ကဘုံမုံတို့ဗမာနိုင်ငံမှာဖျားမပွန့်မိမယ်လို့ဖျားပွန့်တယ်လို့ပဲမြတ်စွာဘုရားသခင်ရဲ့အမွေနှစ်စီရီတော်တွေငါတို့အပြည့်အစုံရှိတယ်နော်အဲဒီဆံတော်တွေလည်းရှိ ူတို့မာရသီရိဆိုတဲ့ခြေတော်ရာတွေလည်းအများကြီးရှိအဲဘုံဘုံတို့ဖြင့်သမောတိုက်သေးတယ်မဲ့အခုသီရိတော်တွေရှိတယ်အဲ့လိုသီရိတော်တွေဖူးမြဖူးရတယ်တွေ့ရတယ်မြင်ရတယ်ပူကိုရတယ်ဆိုတော့သူကံကောင်းတယ်ဘုရားသာသနာတော်နဲ့တွေ့ရနေတယ်ဆိုတော့ဝါမြောက်ဝါနာရှိကြနော်ဝါမြောက်ဝါနာရှိကြပြီးတော့ကြတော့ခုခင်မဲ့ကြောက်နေရတာကိုဗီယောဂါ ဟုတ်ကဲ့မို့လားကြောက်ရတယ်မို့လားကြောက်ရတယ်ကိုပြီယောဂပျောက်တဲ့ညရလည်းပဲထရာတရားတန်ဃာယရဏသုံးပါကိုယ်ဝစီကဥပြောရင်ကိုပြီယောဂပျောက်သွားတယ်နော်ကိုပြီယောဂပျောက်တယ်ကိုပြီယောဂပျောက်တယ်ဘုံဘုံတို့ယရဏသုံးထဲမှာရောဂမနုဿတုဝေခာတိဝိဓမ္မယံ ခိဗမနရဒဘေတိနေရောဂါရောဂန္တရကအဲ့ဒါကဆူကြီးကိုကိုဘိယောဂါဆိုရယောဂန္တရကကြီးပဲအမနုဿသစေတရေတွေဝင်လာတယ်အဲ့တော့ကုလူရောဂန္တရကတိဖြစ်လို့လူတွေပြီးတယ်ဆိုရင်သစေတရေတွေကမြူတွေကြီးရတယ်ဝင်လာကြအဲသူတို့ကနေပြီးတော့ကြိုက်စားဒါစားလို့ရှိရင်ဒုက္ခတွေရောက်တယ်ပြီးတယ် ုဘိခန္ဓရကအစာတော့ဒီကြားပါကုန်တယ်အဲ့လိုကတ်သုံးမဆိုင်ဖះလက်တဲ့ဝိသာလီကြီးဆိုအဲ့ဒီဝိသာလီတိုင်းကြီးမယ်ကတ်ကြီးသုံးမဆိုင်ပြီးတော့လူတွေတေးကြလူတွေတေးကြအဲ့ဒါလူတွေတေးရောတေးရီတသီရီတေးရီနတ်ကြီးကဝန်လာပြီးလူတွေကစားကြတော့ကြလူတွေထက်သေး နောက်တခါအစာတောက်ပြီးရှားပါပြီးတော့အစာငတ်ပြီးသေးတဲ့လူနဲ့ဆိုတော့ပိုးပြီးတော့ကကြီးသုံးမဆိုင်ပြီးတော့ဝိဇာလိပြီးဒုက္ခတွေရောက်အဲဒါမြတ်စွာဘုရားကယရဏသုံးဆိုတာယရဏသုံးမကိုယ်ဝစီကပ်ဘူးအဲတော့ခုဟိုဒေယနာပရိဒတ်တွေရောယရဏသုံးမဖျားပဲထားလိုက်ပါဦးနော်ဣတိပိသောဘဂဝါ ရဟံနမတမုဒ္ဒောဝိဇာရဏတမ္ပနောဒုက္ကတောလောကဝိတုအနုတရောပုရိသဓမ္မသာရတိသထာဒီဝမနုဿနာဗုဒ္ဓဘဂဝါကဲပရိသသိုးဤဓမ္မောအရဟံကျေကျေလေးဆိုအရဟံနမတမုဒ္ဒောဝိဇာရဏတမ္ပနောဒုက္ကတော ောကဝိတုအနုတရောကုရိတာဓမ္မတာရတိသတ္တာဒီဝမနုဿာနာဘုဒ္ဓောဘဂဝါတခေါက်ဆိုပါဦးအရံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏသမ္ပန္နောသူကေတောလောကဝိတုအနုတရောကုရိတာဓမ္မတာရတိသတ္တာဒီဝမနုဿာနာ ရှင်အာနန္ဒာယရဏတုတ်ပြေးရွေ့ပြီးတော့မြူတဲ့လဲရွတ်တာလဲရွတ်တာတပတ်လောက်ဆိုတော့အဲဒီယောဂါကြီးအကုန်ကြောက်တယ်လို့ဆိုပါလားအဲလိုပဲဘုံဘုံတို့ကယရဏတုတ်ယူကြဟိဆိုတချို့လဲရွေ့ကြပါတချို့ကမရွေ့ကြဘူးအဲယရဏတုတ်ရွေ့ကြပါကုတရားနာပိဋကကြားလာဟိဘာယူဘာယူရမလို့ ရဏတုပ်ပိရွပါရဏတုပ်ပိမရဘူးဗျာဆိုရင်စာအုပ်ကြည့်ရွပါဟုတ်လားဟဲ့အဲ့လိုစာအုပ်ကြည့်ရွပါပြီးတော့နတ်တေအမြဝေးရင်အဲဒီပုဂ္ဂိုလ်ဟာကိုဗေယောဂဘေးကြီးမှာခင်းဝေးပြီသဘောပေါက်လားဟဲ့အဲ့တော့ကဘာတသိအပေမရတဲ့ဤကိုဗေယောဂခင်းဝေးတဲ့ဤရပြီအလုံးတို့ ဒီအနာပရိသပေါင်းနိုင်ငံသူနိုင်ငံသားအပေါင်းသူတော်ကောင်းတို့ကဘာတသိန်းကာလမလုံးအပေမလာအောင်ဖြစ်ဆင်းသူတော်ရည်ဓာတုစီရိဩရိသကစီရိပရိဘောစီရိဓမ္မစီရိဓာဘာသာစီရိဆိုတဲ့စီရိတော်ရည်ကိုရှေကိုပူဇော်နိုင်ကြပါစေရှေကိုပူဇော်နိုင်ကြပါစေပြီးတော့ ဓာတုစီရိဥဒိဒုက္ခစီရိပရိဘောဂစီရိဓမ္မစီရိဆိုတော့စီရိရောတေကိုကိုးခွဲနိုင်ကြပါသည်ပြီးတော့ဘာတဲ့ရောခုနကခမုံမျိုးခေါ်လိုက်တာမေ့တော့တာဟဲ့ယရဏတုတ်ကိုပြေယောဂဝိကြီးမှာပြင်ဝေးအောင်ယရဏတုတ်ပြေကိုလည်းပဲနိညာရွတ်ဖတ်တရစေနိုင်ကြပါသည်နိညာရွတ်ဖတ်တရစေတဲ့ဖြင့်ဓာတု ကိုဗေယောဂဝေကြီးမာကင်ဝေကြီးအားလုံးသောတို့တကားကမအပေါင်းနိုင်ငံသူနိုင်ငံသားအပေါင်းသူတော်ကောင်းတို့ကျမ်းညာမမချမ်းညာသာရာဖြင့်နိဗ္ဗာန်မဲ့ဘုကိုလျင်မြန်စွာ ရလွယ်ရောက်လွယ်ကြပြီကို ဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာ